နှွေကာလဖြစ်တဲ့ Matt April နဲ့ Mila တွေအတွင်းနေ့ပူချိန်တွေမြင့်တက်လာရကနေအပူပြန်တက်တိမ်တွေဖြစ်ထုံးပြီး လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလကထုတ်ပြန်ပါတယ်ထုတ်ပြန်ချက်အရနေကာလမှာဖြစ်ပေါ်တတ်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသတိပေးနှိုးဆော်ချက်အနေနဲ့မြန်မာနိုင်ငံအရေးရမှာနေကာလဖြစ်တဲ့မတ်ဧပြီနဲ့မေလတွေအတွင်းနေပူချိန်တွေတဖြည်းဖြည်းမြင့်တက်လာရကနေအပူပြန်တက်တိမ်တွေဖြစ်ထုံးပြီးမိုးလဲနဲ့ညနေပိုင်းတွေမှာမိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီးအဆိုပါမိုးတိမ်တောင်တွေရွေလျားရာနေရာတခြားမှာလေပြင်းတွေတိုက်ခတ်တာလေပြင်းနဲ့အတူထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စေးလက်တာ မိုးသီးကြွေတာနဲ့နေရာကွက်ကြားမိုးထစ်ချုံရွာတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ကြောင်းလေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေဟာတနအိမ်မိုင်40ကနေ90အထိတိုက်ခတ်နိုင်တယ်လို့သိရပါဗျ။အဲ့အတွက်ပြည်သူတွေအနေနဲ့မလဧပြီနဲ့မေလတွေအတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအထူးကိယပြုနေထိုင်သွားဖို့နဲ့ပြည်ရင်းလေကြောင်းပြန်တန်းရင်းနဲ့ရေကြောင်းခီးစင်တွေအနေနဲ့လဲကြိုတင်သတိပြုနိုင်ဖို့မိုးစလကသတိပေးထားပါတယ်။